ကျွန်တော်တို့ခုအစည်းအဝေးလေးကတော့ကျွန်တော်တို့အင်တာဗျူးအစည်းအဝေးလေးပဲဖြစ်ပါတယ်အင်တာဗျူးအစည်းအဝေးလေးမှာကျွန်တော်တို့အင်တာဗျူးမဲ့ပုံကတော့ကျွန်တော်ဟာသလူရှင်တော်ဘန်ဒီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အင်တာဗျူးမဲ့ကျွန်တော်တို့ဒီဘက်ကကျွန်တော်ရဲ့အခုကြီးဖန်ဆားရေးဝန်ကြီးဌာနက ဥခွဲတုတ်ကိုအင်တာဗျူးသွားမှာဖြစ်ပါတယ်ဥခွဲတုတ်ရေမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုပန်းဒီရေမင်္ဂလာပါအဲ့တော့ဥခွဲတုတ်ကကျွန်တော်တို့ဂျပန်ကနေပြီးတော့လိတ်ဖြစ်အောင် ပြောတတ်တယ်လို့ပြည်သူအများကနေပြီးတော့ပြောနေကြပါလားခင်ဗျာဟုတ်ကဲ့အဲ့ဒါကကျွန်တော်တို့ကျွန်တော်တို့သိကျင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီအာဟိုရာဇဝင်နေရပေါ့ဗျာဟုတ်ကဲ့ရာဇဝင်နေရနေပြီးတော့ဒေဝရက်ကမြတ်စွာဘုရားရှင်ကိုလှုပ်ချန်တဲ့အကြောင်းအရာလေးကျွန်တော်အဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးရှင်းသွားအောင်ရှင်းပြပေးလို့ရနိုင်မလားခင်ဗျာ။ဟုတ်ရပါတယ်ခင်ဗျာ အဲ့ဒါကအဖြစ်မှန်ကပြည်သူလူထုကလွဲနေတာခင်ဗျပြည်သူလူထုကလွဲနေတာလွဲနေတာကြောင့်ကျွန်တော်ပြန်တဲ့ပေးရမှာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာအမှန်ကဒေဝရဆိုတာသူတော်ကောင်းကြီးပါဗျာဩဟုတ်ကဲ့သူမြတ်တော်ဘုရားကိုလှုပ်ကြံတာလည်းမဟုတ်ပါဘူးမြတ်တော်ဘုရားသွားမဲ့လမ်းမှာဘုရားကိုကြိုဆိုဖို့အတွက်စောင့်နေတာပါဗျာဩဒေဝရကကြင်ညိုဖို့အတွက်စောင့်နေတာဘုရားကိုသွားကြိုရင်းနဲ့လမ်းမကောင်းတော့ဗျာကြောက်တုံးနေတဲ့လမ်းနေပြင်ရပါတယ်ဟုတ်ကဲ့အဲ့လိုပြင်နေတဲ့အချိန်မှာမြတ်တော်ဘုရားကြွလာတော့ဝမ်းသာပြီးကြင်ညိုတဲ့စိတ်နဲ့ဖူးလိုက်တဲ့အချိန်မှာ လက်ထက်အကြောင်းမုံကြီးလွတ်ထွက်သွားပြီးတော့မပြောပတ်တော့တဲ့ခဲတေးသေးလေးကဖះရှင်ရဲ့ခြေမကိုသွားမှန်ပြီးတော့သွေးစိမ့်လေးမဆိုးသလောက်လေးထွက်သွားတာပါခင်ဗျာ။အော်ဒါကျွန်တော်ခဲလုံးအကြီးမဟုတ်ဘူးပေါ့။မဟုတ်ပါဘူးခင်ဗျာတကယ်လို့ဒါခဲလုံးအကြီးဆိုရင်ဟုတ်ကဲ့မြတ်စွာဘုရားခြေတော့တော့လက်ကောင်းကျိုးသွားနိုင်ပါတယ်။မဟုတ်ပါဘူး။ခဲလုံးလေးကဒီလက်သေးကွန်လောက်လေးရှိလို့အားလေဒီခြေမလေးတေးသေးလေးမဆိုးသလောက်လေးပဲ့သွားတာပါခင်ဗျာ။ဟုတ်ပါပြီခင်ဗျာအဲ့ဒါကြောင့်လဲဇဘိုးကလက်ဖြစ်အောင်ပြောတတ်တဲ့ဥခွဲတွတ်လို့ နာမည်တလုံးရလာတာကိုကျွန်တော်တို့ကြားသိရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့နာနာဂတိစင်ကြီးကလည်းမြတ်စွာဘုရားဟူပေါ့နော်အရင်မူးပြီးတော့ရံပြုတ်တယ်ဆိုတာရောအဲ့ဒါဘယ်လိုလက်ခံပါသလဲခင်ဗျာအော်အဲ့ဒါလူတွေကိုတသက်မနာလိုတဲ့လူတွေပြောကြတာပါခင်ဗျာခင်ဗျာဒီနာနာဂတိစင်ကအမှန်ကဖျောင်းကိုတွားကြိုတာခင်ဗျာဟုတ်ကဲ့ ကောင်းကြော်တော့ပျော်ပြီးတော့သွားသလိုကာခုံပြီးသွားတော့သူ့မနာလိုပဲလူတွေမူးနေတယ်လို့ပြောရတာပါ။အော်မူးတာမဟုတ်ဘူးဒါနန္ဒကလေးစင်ကကတာပေါ့။ပျော်နေတာမမူးပါဘူးခင်ဗျာ။အော်ဟုတ်ပါပြီ။နောက်ပြီးတော့ဒီနန္ဒကလေးစင်ကဖယားကိုနင်းတယ်ဆိုတာလည်းပဲရန်ရှာပြီးနင်းတာမဟုတ်ပါဘူးခင်ဗျာ။ဘယ်လိုအကြောင်းကြောင့်နင်းတာလဲ။ဖယားရှင်ကရောမြတ်ကြီးဒေသစာကြီးကြွလာတာညောင်းမှဆိုလို့မဆက်သဘောမျိုးအညောင်းပြေအညာပြေနင်းနှိပ်ပေးတာပါခင်ဗျာ။အော်ဟုတ်ပါပြီခင်ဗျာ။အခုလိုဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ျွန်တော်တခုလောက်တော့မင်းညီမလေးဗျာဟုတ်ကဲ့အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဟိုတလုံးကပဲသမနာကြီးကိုယ်တိုင်ပြောထားတာရှိပါတယ်ပြည်သူတွေကသာဆန္ဒရှိမယ်ဆိုရင်သူကဒုတိယသမနာတက်တန်းကိုထမ်းဆောင်မှုအတွေ့ရွေးကောက်ပွဲဝင်မယ်လို့ပြောထားတာတွေ့ပါတယ်ဟုတ်ကဲ့အဲ့ဒါလေးကိုလည်းဖြေကြားပေးနိုင်မလားခင်ဗျာမဖြေနိုင်ပါနဲ့ခင်ဗျာကျွန်တော်ပြည်သူတွေကတကယ်ဆန္ဒရှိပါတယ်ခင်ဗျာဘာလို့ဆန္ဒရှိလာလဲခင်ဗျာဘယ်လိုပြည်သူတွေက ဘယ်လိုဆန္ဒတွေရှိပြီးတော့ဘယ်လိုမျိုးသိနိုင်မလဲဆိုတာကိုတော့ကျွန်တော်တို့ဒီဖန်ဆားရေးဌာနကြီးကျယ်လှုပ်ကြံပြီးတော့မဟုတ်လေအလုတ်လှုပ်ရင်ရှာကြံပြီးတော့ ြည်သူကိုတင်ပြပေးမှာပါဒီတမန်တော်ကြီးကလည်းနောက်သက်တန်းတကူထက်လုံမယ်ဆိုတာသာလုံတယ်မှာလေဘာဖြစ်လို့လဲဆိုတော့ तू ကမလုံခဲ့ဘူးဆိုရင် तू ကလဲတော်၎င်းဆိုက်ရမယ်နွားတော်၎င်းမွေးရမယ်မဝင်းကားတော်၎င်းရောင်းရမယ်လေအဲ့တော့ကြောအဲ့ဒါလေးမလုံချင်တော့တမန်တော်ပဲဆက်လုံမယ်လို့ဒါပြောသွားတာဖြစ်ပါတယ်ဟုတ်ပါပြီဗျာကြည်ကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခုမေးချင်တာကတကယ်လို့သာတမန်တော်ကြီးကဒုတိယတမန်တော်သက်တမ်းမှာ तू ထပ်ပြီးတမန်တော်ဖြစ်မယ်ဆိုရင်ပြည်သူတွေအတွက်ဘာတွေအကျိုးပြုနိုင်လဲဆိုတော့သိပြရစီဗျာဟုတ်ဟုတ်ကဲ့ ပြည်သူတို့လည်းအကျိုးရှိပါလေခင်ဗျာဟုတ်ကဲ့နံပါတ်၁ကတလတခါမိဘပြည်သူများဆိုတဲ့အတန်ချိုချိုလေးကိုဆက်ပြီးကြားနေရမှာဖြစ်ပါဟုတ်ကဲ့ပါနံပါတ်၂ကတော့တေရဖို့ပြည်သူတယောက်ကို၅သိန်းသည်အကျွေးထပ်ပြီးတော့တင်ဖို့လည်းပဲအခွင့်အရေးတွေရှိနေပါသေးတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့ဥခွဲတွတ်တွတ်အနေနဲ့ပေါ့နော် အဲပြည်သူပေါ်မှာဘလို့စိတ်နေစိတ်ထားနဲ့ကျွန်တော်တို့ဒီတာဝန်တွေကိုထမ်းဆောင်နေဆိုတာလည်းသိပြရတယ်ခင်ဗျာ။ဟောကျွန်တော်တို့ကပြည်သူကိုအင်မတန်ချစ်ပါတယ်ဗျာ။ဟုတ်ကဲ့ကျွန်တော်တို့လူကြီးတွေကထကြွနိုးကြတနာတီးခံဝေဖန်ထောက်ရှုဤ၆ခု ကြီးမှုကြည့်ဝင်သားဆိုတဲ့နိုင်ကကို6ပါးနဲ့အညီပါပဲ။အော်ပြည်သူအပေါ်မှာနိုင်ကကို6ပါးနဲ့ဟုတ်ကဲ့ပြည်စုံအောင်ကြည့်ကြတယ်ပေါ့။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့နိုင်ကကို6ပါးဆိုတော့ထကြွဆိုတဲ့သဘောလေးကိုလည်းရှင်းပြပေးပါဦးခင်ဗျာ။ဟုတ်ရှင်းပါတယ်။ကျွန်တော်တို့လှုပ်လှုပ်တဲ့နေရာမှာမကျင်တတ်လို့ထကြွရတဲ့လူတွေပုံကန်တဲ့လူတွေချင်းကျွန်တော်ကဆွဲစီမှာပဲခင်ဗျာ။ဒါရှင်းပါ။အော်အဲ့ဒါကထကြွပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါဆိုရင်နိုးကြားတယ်ဆိုတော့နိုးနိုးကြားကြားရှိတဲ့သဘောလား။ဟုတ်ကဲ့နိုးကြားပါတယ်ကျွန်တော်တို့ကအချိန်နဲ့မျှမျက်စိဖွင့်ပြီးတော့ဘယ်နေရာကိုတော့တင်းရင်ကောင်းမလဲဘယ်နေရာကိုတော့ဆွဲလိုက်ရင်ကော ောင်းမလဲဘယ်နေရာတော့ကျွန်တော်စီမံကိန်းချရင်ကောင်းမလဲဆိုပြီးတော့အမြဲတမ်းနိုးနိုးကြားကြားနဲ့စောင့်ကြည့်နေတာဖြစ်တဲ့အတွက်ဒီကျွန်တော်နိုးကြားဆိုတဲ့အဆင့်လည်းမိပါတယ်ဟုတ်ကဲ့ခင်ဗျာဒါဆိုရင်ထက်ကြွနိုးကြားတနာဆိုတာကပြည်သူပြည်သားကိုတနာလို့ဆိုတဲ့သဘောလားခင်ဗျာဩဒါပြည်သူပြည်သားတွေကိုတနာဒါမဟုတ်ပါဘူးခင်ဗျာဟုတ်ကျွန်တော်တို့အိမ်ကမိန်းမနဲ့ကလေးတွေနဲ့ကျွန်တော်ဆွေမျိုးတွေကိုကြည့်ကြည့်ပြီးရှင်ထဲမှာတနာတနာနေတာအဲ့ဒါတနာပါခင်ဗျာဩထက်ကြွနိုးကြားတနာတီးခန့်ကျွန်တော်တို့ဘာပြောပြောတီးခန့်နေဆိုတဲ့လူကြီးစိတ်မွေးတာလားခင်ဗျာ ဩဒါလည်းမဟုတ်သေးပါဘူးခင်ဗျာ။မြန်ကျွန်တော်တီးခံဆိုတာကဒီတနဲ့တီးတာမဟုတ်ခင်ဗျာ။တောင်ဝင်းမှုနဲ့တီးတာဘယ်လိုဖြစ်လို့ကျွန်တော်တို့လှုပ်တဲ့မြကျွန်တော်တို့တီးတဲ့မြကိုခံနေရရင်ကောင်းတယ်။အဲ့လိုမခံတဲ့လူကတော့ဒုက္ခရောက်မယ်လို့ကြိုပြောထားတာပါခင်ဗျာ။ဟုတ်ကဲ့ဆက်ကြလို့ကြာတာ။ဘရန်တော်လေဘရန်တော်တို့ဘာလို့ဆိုကျွန်တော်တို့တီးတာကိုကောင်းအောင်ခံမခံကျွန်တော်တို့ဆွဲစီလိုက်ပါဟုတ်ကဲ့ပါခင်ဗျာ။ဒါကြောင့်ဝေဖန်ဝေဖန်ဆိုတဲ့အခါကျတော့အားလုံးဝေဖန်တာကိုကျွန်တော်တို့အားလုံးက ပြီးဒီလူကြီးလူကောင်းပြီးပြီးခံနိုင်တယ်ဆိုတဲ့ဘောလားဟမ်မမဟုတ်ကျွန်တော်တို့တော့လမ်းမဝေဖန်တဲ့ဝေသာဝေဖန်တဲ့လူကပြဿနာတက်မှာဟုတ်လားကျွန်တော်တို့ဝေဖန်ဆိုတာကအထိပ္ပယ်တစ်မျိုးပါမလို့တော့ဗျကျွန်တော်တို့လူကြီးတွေဝေသားမြသားလို့ဖို့အတွက်ဖန်ပြီးရတာပါအဲ့ဒါကျွန်တော်ဝေဖန်လို့ကျွန်တော်တို့ကပြောတာပါအာဟုတ်ကဲ့ပြီခင်ဗျာဒါဆိုရင်ကျွန်တော်ထောက်ရှု အဲနောက်ဆုံးခုထောက်ရှုဆိုတဲ့သဘောလေးရအောင်ခင်ဗျာထောက်ရှုဒါလည်းရှင်းပါတယ်ဘယ်လိုလဲခင်ဗျာကျွန်တော်တို့အပေါ်မှာအထောက်အပံ့ဖြစ်တဲ့လူတွေတော့ကျွန်တော်တို့ကမနေဘူးပြန်ကြည့်ရှုမှာပဲခင်ဗျာအထောက်အပံ့မဖြစ်တဲ့လူတွေကတော့ go to go to jail ပါဟုတ်ကဲ့ခုလိုရှင်းပြပေးတာကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နဲ့ကျွန်တော်တို့ခုမေးချင်ပါတယ်ဟုတ်ကဲ့အာမြန်မာပြည်မှာဝိဇ္ဇာတွေဆိုတာလက်ခံသလားခင်ဗျာရှိပါတယ်ရှိပါတယ်ဒါလည်းရှိပါတယ်အဲ့ဒီဝိဇ္ဇာတွေက အသေးအတွက်အရှင်အတွက်ဆိုတာရှိပါလားခင်ဗျာဒါလည်းရှိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့တချို့ကြတော့အဲ့ဒါလေးကိုအဘအဘလို့ခေါ်ကြပါလားခင်ဗျာနော်ဟုတ်အဖဘူမင်းကောင်တို့အဖအောင်မင်းကောင်ဟုတ်ကဲ့ရှိပါအဖအဲ့ဒါတွေအသေးအတွက်ရှင်ရဲဆိုတာရှိပါသေးတယ်အဲ့တော့ကျွန်တော်သိသလောက်ကဟိုနေပူတော်ကတချို့ပြောပြောနေတဲ့အဖတွေကော အသေးထွက်လားအရှင်ထွက်လားဆိုတာရှင်းပြပေးပါခင်ဗျာအဲ့ဒီအဖတွေကတော့သူအသေးထွက်ပါခင်ဗျာခင်ဗျာအသေးထွက်အသေးထွက်ပါခင်ဗျာဘာဖြစ်လို့အသေးထွက်လဲခင်ဗျာဟိုတို့ကသေမထွက်မှာလေဘယ်တော့မှဒီနေရာဖယ်မှာမဟုတ်တော့ဘူးမသေမချင်းနေနေမှာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဆုံးမေးချင်တဲ့မေးခွန်းလေးကတော့ကျွန်တော်နိုင်ငံမှာငင်းငင်းရအရေးကြီးပါတယ်ဟုတ်ကဲ့ပါအဲ့ဒီငင်းငင်းရရဖို့အတွက်ဘယ်နေရာမှာဆွေးနွေးမယ်ဆိုရင်ငင်းငင်းရရနိုင်မလဲဆိုတာကျွန်တော်သိချင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ဆုံးရထားတဲ့အဖြေအရ ငញ្ញံရေးလို့ခြင်းတော့ခန်းတော်ပင်အောက်မှာသွားဆွေးနွေးမှပဲငញ្ញံရေးရမှာပါခင်ဗျာ။အော်ခန်းတော်ပင်အောက်မှာငញ្ញံရေးဆွေးနွေးမယ်ဆိုတော့ငញ្ញံရေးကိုရနိုင်တယ်ပေါ့။ဟုတ်ကဲ့ပါ။ဘာကြောင့်ရနိုင်တာလဲခင်ဗျာ။ဘာဖြစ်လို့လဲဆိုတော့နောက်ပွင့်မဲ့အရိမတိယမြတ်စွာဘုရားရှင်ကခန်းတော်ပင်ကိုအမိပြုပြီးပွင့်ပါလေ။ဟုတ်ကဲ့။အဲ့တော့ခန်းတော်ပင်အောက်မှာသွားဆွေးနွေးမယ်ဆိုရင်တော့ဖြင့်ဘုရားပွင့်လာတဲ့အချိန်မှာဘုရားလည်းဖူးရင်ငញ្ញံရေးလည်းယူရင်းနဲ့အစအစရာရာအစဉ်ပြေအောင်မြင်နိုင်ကြပါတယ်ပေါ့ဗျာ။ဒါပါပဲ။ဟုတ်ကဲ့။ တွေးဆရင်မှန်မင်္ဂလာရှိလို့နေမြန်မြမပြီမလွတ်လပ်ချင်းရင်ကံတွေးကြွယ်ခြင်းမဖြစ်အောင်လေကြံကြည်ပြူစေရန်ညီညာရေးတန်ပုံမိတ်မှန်ရှင်မြောကကြံ ရှိရင်ဖွံ့ဖြိုးရဲ့နှစ်ဖက်စကန်တနက်တန်မကြရဲ့မကြရဲ့အစင်လာရှိတော့မြေတာရင်ငယ်အတူမြဝေတို့လို့ခြေသာမြဲ